်ပူတင်ဟာအခုပဲအဆက်ရမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ယူကရိန်းကအရေးပါတဲ့နယ်မြေတစ်ခုကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ဒီနယ်မြေဟာရုရှားတပ်ဖွဲ့တွေလာပိုင်းလောက်သိမ်းပိုက်ဖို့ကြိုးစားခဲ့ရတဲ့နယ်မြေဖြစ်ပြီးအခုဒီလိုပဲပျောက်ကွယ်သွားပါတယ်။ဒါဟာရုရှားရဲ့နေဦးထိုးစစ်အစီအစဉ်ထဲမှာမပါဝင်ခဲ့ပါဘူး။သူတို့ကနယ်နေတွေသိမ်းယူရမှာဖြစ်ပြီးဆုံးရှုံးရမှာမဟုတ်ပါဘူး။ဒါပေမဲ့ယူကရိန်းရဲ့နောက်ဆုံးလှုပ်ရှားမှုကအခြေအနေကိုပြောင်းလဲစေခဲ့ပြီးပူတင်ရဲ့ဗျူဟာတစ်ခုလုံးမှာအကွဲအကြောင်းတွေကိုဖော်ထုတ်ပြခဲ့ပါတယ်။ ယူကရိန်းရဲ့ကြီးမားတဲ့အောင်မြင်မှုသတင်းက2025ခုနှစ်ဧပြီလ18ရက်က KF Independent မှာထုတ်ဝေခဲ့တဲ့သတင်းတစ်ပုဒ်ကနေလာတာပါဒီသတင်းဌာနကယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့စစ်သေနာပတိချုပ် Alexander Sarebrenyi ကမကြာသေးခင်က Donetsk မှာရှိတဲ့သူ့နိုင်ငံရဲ့ရှေ့တန်းတပ်ရင်းတွေကိုတွားရောက်ခဲ့တယ်လို့ဖော်ပြပါတယ်အဲဒီမှာယူကရိန်းရဲ့ Gyu site စီစဉ်မှုနဲ့ညံရီထက်မြတ်တဲ့စစ်စင်ရေးတွေကြောင့်ကြီးမားတဲ့အောင်မြင်မှုတစ်ခုရရှိခဲ့တယ်ဆိုတာသိရှိခဲ့ပါတယ်နိုင်ငံဟာ ် Picovax ဒေတာမှာစတူရန်မိုင်6.1ခန့်ရှိတဲ့နယ်မြေကိုပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ဒီနယ်မြေထဲမှာ Chapjan ကို Udachini နဲ့ Cot Line ဆိုတဲ့အရေးပါတဲ့အခြေချနေရာ၃ခုနာကဒေတာတွေပါဝင်ပါတယ်။ Sari Brangi ကဒီသတင်းကိုပေးပို့ရင်းဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါတယ်။တို့ရဲ့တွင်ယူကရိန်းတာဝန်ရေးတပ်ဖွဲ့ရဲ့အင်အားကြီးအုပ်စုမှရှိတဲ့တိုင်ရင်အားလုံးဒီဘက်ကိုတွားရောက်ခဲ့တယ်လို့ယူကရိန်းစစ်တပ်ကောင်းဆောင်ကကြေညာခဲ့ပါတယ်။ ရုရှားထံကအရေးပါတဲ့နေမြေတစ်ခုကိုပြန်သိမ်းယူနေမှာကပဲစာရီဘရန်နီကို၃ရက်ကြာလက်ခံခဲ့တဲ့ဒွန်ညက်စစ်စင်ရေးနီးပြူဟာအုပ်စုကတရက်ကိုရုရှားရဲ့စစ်စင်ရေး၃ရက်ခန့်ကိုတားဆီးနေပါတယ်ပူတင်ရဲ့တပ်ဖွဲ့တွေဟာဒါကြောင့်တိတ်တာတဲ့ဆုံးရှုံးမှုတွေခံစားနေရပါတယ်ဒီဆုံးရှုံးမှုတွေကယူကရိန်းကိုနေမြေပြန်သိမ်းယူဖို့စစ်စင်ရေးတွေအတွက်တကားဖွင့်ပေးထားပါတယ်ဒါဟာပူတင်အတွက်ပုံဆိုးလာပွဲရှိပါတယ်ဆာရီဘရန်နီရဲ့လက်ပတ်မှုကယူကရိန်းတိုးတက်နိုင်မဲ့ဒိုနက် ရှေ့တိုင်းနေရာကိုအာရုံစိုက်ခဲ့ပါတယ်။ယူကရိန်းစစ်တပ်ကောင်းဆောင်ကဒိုနက်စ်မှာရှိတဲ့တပ်ရင်းတွေရဲ့တပ်ပူးတွေနဲ့စစ်စင်ရေးအစီအစဉ်တွေကိုပြန်လည်သုံးသပ်ဖို့တွေ့ဆုံခဲ့ပါတယ်။ဒီမှာယူကရိန်းဟာခဲယံထောက်ပံ့မှုထောက်ပံ့ပို့ဆောင်ရေးနဲ့တိုက်ပွဲဖွဲ့စည်းဆိုင်ရာပြဿနာတွေနဲ့ရုန်းကန်နေရတယ်ဆိုတာထုတ်ဖော်ခဲ့ပါတယ်။ဒီသုံးခုစလုံးကိုသတိပြုမိပြီးဖြေရှင်းနေတယ်လို့ဆာရီဘရနီကဆိုပါတယ်။ဒါဟာပူတင်အတွက်ဆိုးရွားတဲ့တဲ့ထင်ပါ။ဘာကြောင့်လဲဆိုရင် ဘတ်မုတ်စ်မှာသူ့တပ်ဖွဲ့တွေအားလဲလာချိန်မှာယူကရိန်းကပိုထိရောက်ပြီးပိုတိုက်ခိုက်လာမှာဖြစ်လို့ပါဧပြီလ18ရက်မှာပဲ KF Independent သတင်းဌာနကယူကရိန်းရဲ့ Pigovets data မှာရုရှားရဲ့မကြသေးငင်ကထိုးစစ်လှုပ်ရှားမှုတွေကိုအောင်မြင်စွာခုခံကာဝေခဲ့တဲ့ဖြစ်ရပ်တစ်ခုအကြောင်းဖော်ပြခဲ့ပါတယ်ယူကရိန်းရဲ့14မြောက်ချန်နိုဘက်ကကာလီနာတရင်ဟာရုရှားကယူကရိန်းစီဆုံးရှုံးခဲ့တဲ့နယ်မြေတချို့ကိုပြန်သိမ်းယူဖို့ရည်ပန်းထားတဲ့ရုရှားတပ်ဖွဲ့ကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ် ီတပ်ဖွဲ့မှာရုရှားစစ်သားယာနဲ့ချီပါဝင်ပြီးအများစုဟာတန်ကြပ်ကာတိုက်ရင်တွေနဲ့မော်တော်ဆိုင်ကယ်တွေနဲ့လာကြတာပါပူတင်ကပရိုကိုဖက်စကီအနီးနယ်မြေကိုပြန်သိမ်းဖို့အလွန်ဆိုင်အားထက်သန်သောနဲ့တပ်ဖွဲ့နှစ်ခုကိုဖြန့်ကျက်ခဲ့တယ်လို့ယုံကြည်ရပါတယ်ဒါပေမဲ့ဒီထိုးစစ်ဟာမအောင်မြင်ခဲ့ပါဘူးယူကရိန်းကရုရှားစစ်သား200ခန့်ကိုတပ်ဖြတ်ခဲ့ပြီး30ဦးကိုဒဏ်ရာရစေကာတန်မှုရှိတဲ့ရုရှားစစ်ရေးပစ္စည်း115ခုကိုဖျက်ဆီးခဲ့ပါတယ် ဒါကပူတင်အတွက်ပြဿနာရဲ့အဓိကအချက်ပါသူတပ်ဖွဲ့တွေအင်အားချိမဲ့နေပြီဖြစ်လို့ယူကရိန်းရဲ့အရေးပါတဲ့နယ်မြေတစ်ခုမှာနယ်မြေတွေဆုံးရှုံးနေရပါတယ်ဒါပေမဲ့ရုရှားကောင်းဆောင်တွေနဲ့ဒီဒေသမှာထိုးစစ်တွေမရက်တန်နိုင်ပါဘူးမဟုတ်ရင်ယူကရိန်းပေါ်ဖိအားပေးမှုရော့ကျသွားမှာပါဒီထိုးစစ်တွေကိုအင်အားချိမဲ့နေတဲ့ရုရှားစစ်သားတွေနဲ့လှုံ့ဆော်ရတာကြောင့်2025ခုနှစ်ဧပြီလ18ရက်မှာတွေ့ရတယ်လို့ကြီးမားတဲ့ထိခိုက်သေးဆုံးမှုနှုန်းထားတွေဖြစ်ပေါ်လာပါတယ် ဒါကြောင့်ရုရှားဟာစိုးရွားတဲ့စပိုင်းနဲ့ပိတ်မိနေပါတယ်။ထိုးစစ်တစ်ခုချင်းဒီတိုင်းကတဖြည်းဖြည်းအားနည်းလာစေပြီးလိုက်လာတဲ့တိုက်ခိုက်မှုတိုင်းကိုတိတိတတ်တတ်အားနည်းစေပါတယ်။ယူကရိန်းကဒီအားနည်းလာမှုကိုအခွင့်ကောင်းယူပြီးသူ့ရဲ့တံမြန်တိုက်ခိုက်မှုတွေကိုစတင်လှုံ့ဆော်ကရုရှားကိုနယ်မြေပိုဆုံးရှုံးစေပါတယ်။ပူတင်ကသူ့တပ်ဖွဲ့တွေကို Prokovac ကိုမော်တော်ဆိုင်ကယ်နဲ့တိုက်ခိုက်မှုအမိန့်ပေးခဲ့ပါတယ်။ဒီတေယူပို့ဆောင်ရေးပုံစံကယူကရိန်းရဲ့ drone တပ်ဖွဲ့တွေဒါမှမဟုတ်အမြောက်တပ်ပစ်ခတ်မှုတွေကိုဘာမှအကာအကွယ်မပေးနိုင်ပါဘူး။ယူကရိန်းကရုရှားထံကစတိုယန်မိုင်း6တပ်သမား18ရှိတဲ့နယ်မြေကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ Donetsk မှာပူတင်ရဲ့ထိုးစစ်တွေကြောင်းကျွန်တော်တို့သိထားသမျှအရယူကရိန်းရဲ့နယ်မြေအောင်မြင်မှုတွေပုံများလာပွဲရှိပါတယ်။ဒါပေမဲ့ဒါကမေးခွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ Prokofsky ကဘာကြောင့်အဲ့ဒီလောက်အရေးပါတာလဲ BBC က2024ခုနှစ်ဩဂုတ်လမှာထုတ်ဝေတဲ့သတင်းတစ်ပုဒ်မှာရှင်းပြထားပါတယ်။ ရိုကော့စကီဟာယူကရိန်းစစ်တပ်ကဒွန်ဘတ်ဒေသမှာသူ့တပ်ဖွဲ့တွေကိုထောက်ပံ့မှုသုံးတဲ့ထောက်ပံ့ပို့ဆောင်ရေးဗဟိုဌာနအဖြစ်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ပထမဆုံးဒီသတင်းရဲ့ရဆွဲကိုတတိထားပါ။2024ခုနှစ်ဩဂုတ်လဆိုတာတနှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီးပူတင်ကယူကရိန်းကအခုပဲသိမ်းယူခဲ့တဲ့နယ်မြေကိုထိန်းချုပ်ဖို့ဘလောက်ကြာတိုက်ပွဲဝင်ခဲ့ရလဲဆိုတာပြသပါတယ်။ပရိုကော့စကီမှာအဓိကယထာဘူတာတစ်ခုရှိတယ်လို့ BBC ကဖော်ပြပါတယ်။ ဒါအပြင်ဒီမျိုးကယူကရိန်းရဲ့မတူညီတဲ့နေရာတွေကိုဥတီတဲ့လမ်းများစွာရဲ့ဆုံးဖက်မှာတည်ရှိပါတယ်။ဒါကြောင့်သူ့ရဲ့အသုံးဝင်မှုကရှင်းပါတယ်။ယူကရိန်းကစစ်ရေးပစ္စည်းတွေနဲ့စစ်သားတွေကို Prokoski ကိုပို့ဆောင်ပြီးရှေ့တန်းမှာအလိုအဆုံးနေရာတွေကိုပြန်လည်ညွှန်ကြားပေးပါတယ်။ပူတင်က Prokoski ကိုသိမ်းယူခြင်းအဖြစ်ဒီမျိုးပေးနိုင်တဲ့ထောက်ပံ့ပို့ဆောင်ရေးအားသာချက်အလုံးကိုရရှိရုံသာမကယူကရိန်းရဲ့ Donbas ဒေသမှာတပ်ဖွဲ့တွေကိုထောက်ပံ့ပေးတဲ့အဓိကနည်းလမ်းတစ်ခုကိုလည်းဖယ်ထုတ်ပြနေမှာပါ။ ်ပူတင်ဟာ2024ခုနှစ်တစ်နှစ်လုံးနဲ့2025ရက်ထိပရိုကော့စကီကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းကပရိုကော့စကီကိုတမန်ရိုးချမဟုတ်တဲ့ဒီလန်တွေနဲ့ကာဝယ်ဖို့မျှော်လင့်ခဲ့ပါတယ်။ဩဂုလကလူဦးရေ6900ရှိတဲ့ဒီမျိုးဟာဆက်ရန်နေရာတိဆောက်ရေးကြောင်ပြီးသွေးတူးဖော်ရင်နဲ့တတ်ထုပေးတာလုပ်ငန်းတွေမှာအလုပ်လုပ်ကင်သူများစွာနဲ့အတူဘေးလွရာသို့ရွှေ့ပြောင်းခဲ့ရပါတယ်။ယူကရိန်းက2024ခုနှစ်မှာသူ့ရဲ့တံပြန်ကျူးကျော်မှုကိုစတင်ခဲ့ပြီး ်ပူတင်ရဲ့တပ်ဖွဲ့တွေကိုဒတ်မတ်ကနေရုရှားနယ်မြေကိုကာဝယ်ဖို့အာရုံပြောင်းသွားအောင်လုပ်ဖို့မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းမျှော်လင့်ထားတာမဖြစ်ခဲ့ပါဘူး။ပူတင်ကအဲ့ဒီအစားကာကစ်မှာမြောက်ကိုရီးယားစစ်သား1000ပါဝင်တိုက်ခိုက်ရေးတပ်ဖွဲ့9000ကိုစုဖွဲ့ပြီးနယ်မြေကိုဖြည်းဖြည်းချင်းပြန်သိမ်းယူခဲ့ပါတယ်။2024ခုနှစ်ကုန်ပိုင်းမှာပူတင်ရဲ့ဒက်မတ်အပေါ်တိုက်ခိုက်မှုတွေပိုပြင်းထန်လာခဲ့ပြီးဒါကတခြားပြဿနာတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ီကော့စကီဟာယူကရိန်းရဲ့ကြောင်မီသွေးတူးဖော်ရေးမြို့တော်ဖြစ်လူသိများပါတယ်။ဒီမြို့မှာနိုင်ငံရဲ့အကြီးဆုံးကိုကုန်းကြောင်မီသွေးစက်ရုံရှိပြီးတံမီလုပ်ငန်းမှာပစ္စည်းတွေထုတ်လုပ်ဖို့လိုအပ်တဲ့ကိုကုန်းကိုထုတ်လုပ်တဲ့အရေးပါတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ဒါကပူတင်ကပိုကိုရော့ဖ်ကိုလိုချင်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုပါ။ဒီကုကုနဲ့ကြောင်မီသွေးစက်ရုံတွေကိုရယူနိုင်ခြင်းဟာသူ့နိုင်ငံမှာစက်ပစ္စည်းထုတ်လုပ်ရေးအကျပ်တဲနဲ့ရင်ဆိုင်နေရချိန်မှာအကျိုးအမြတ်တစ်ခုဖြစ်လာမှာပါ။ ပေါ်ပိုကန်နဲ့ဒူအလားတူစက်မှုဒေတာတွေကိုသိမ်းယူခြင်းဟာယူကရိန်းရဲ့စီးပွားရေးကိုထိခိုက်စေမှာပါယူကရိန်းရဲ့တပ်မတိလုပ်ငန်းရဲ့အခြေအနေမှာဒါကိုတွေ့ရပါတယ်ပူတင်က2022ခုနှစ်ဖေဖော်ဝါရီလမှာကျူးကျော်မှုကိုစတင်ခဲ့ပြီးတဲ့ကအဲ့ဒီနှစ်မှာယူကရိန်းရဲ့တပ်မတိထုတ်လုပ်မှုဟာ80တက်တမ8ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်အဓိကအယုံဆိုင်မှုကပူတင်ရဲ့တပ်ဖွဲ့တွေကိုတွန်းလှန်ဖို့ဖြစ်ခဲ့လို့ပါ2022ခုနှစ်မှာထုတ်လုပ်မှုဟာတန်ချိန်6.3တန်းအထိကျဆင်းခဲ့ပြီး နောက်တစ်နှစ်မှာတန်တင်6သန်းရန်အထိထပ်မံကျဆင်းခဲ့ပါတယ်။ယူကရိန်းဟာရုရှားဖြစ်စေခဲ့တဲ့ဒီတံမတိထုတ်လုပ်မှုပြဿနာတွေကနေဖြည်းဖြည်းချင်းပြန်လည်နလန်ထူလာနေပါတယ်။ဒါပေမဲ့ Picovax လို့ကိုကုန်းကြောင်ပြည်သွင်းမျိုးတွေပေးတဲ့တံမတိထုတ်လုပ်မှုဟာ2025ခုနှစ်မှာအခုထိ1.8%ရာခိုင်နှုန်းသာတိုးတက်လာခဲ့ပါတယ်။ Picovax တန်ဝင်ခြင်းနယ်မြေကိုသိမ်းယူခြင်းအဖြစ်ယူကရိန်းဟာရုရှားသိမ်းပိုက်ထားတဲ့မျိုးကိုအပြည့်အဝထိုးစစ်ဆင်ဖို့လမ်းခင်းပေးလိုက်ပါတယ်။ ကယ်၍ဒီမျိုးကိုပြန်သိမ်းယူနိုင်ရင်ယူကရိန်းရဲ့တံမလီလုပ်ငန်းဟာတိတိတသားပြန်လည်ကြီးထွားလာဖို့အခွင့်အရေးရလာမှာပါ။ဒါဟာယူကရိန်းရဲ့စီးပွားရေးအတွက်ရောတီရင်းမှာထုတ်လုပ်တဲ့လက်နက်တွေအတွက်တံမလီထုတ်လုပ်နိုင်တဲ့စွမ်းရည်အတွက်ပါသတင်းကောင်းပါ။ပရိုကော့စကီကိုရုရှားသိမ်းပိုက်နိုင်ခြင်းဟာယူကရိန်းစစ်ပွဲအတွက်လက်တွေ့ရကြီးမားတဲ့အကျိုးဆက်တွေရှိလာမှာပါ။အဂိုလာက BBC ကိုအမည်မဖော်တဲ့စစ်သားတို့ကပြောခဲ့သလို Pigovsky ရဲ့အကြဆုံးမှုဟာဒီမျိုးတွေရဲ့လုံးဝပျက်စီးမှု လူအများပြားတည်ဆုံမှုနဲ့ဆင်းရဲဒုက္ခများစွာကိုဖြစ်ပေါ်စေမှာပါဒီရာပြီးရင်နောက်ထပ်မျိုးတွေရှိလာအောင်မှာပါဒါကြောင့်ကျွန်တော်တို့သူတို့ကို Minorac နဲ့ Picovax ရဲ့ဆင်ခြေဖုံးမှာတားဆီးနိုင်မယ်လို့တကယ်မျှော်လင့်ပါတယ်ရုရှားဟာ Picovax နဲ့အနီးတစ်ဝိုက်နယ်မြေတွေကိုသိမ်းယူနိုင်ခဲ့ပါတယ်ရုရှားကခါကစ်မှာယူကရိန်းတပ်ဖွဲ့တွေကိုနောက်ဆုံးဖယ်ရှားဖို့ဖြည်းဖြည်းချင်းတွန်းပို့နေတယ်မှာယူကရိန်းကပိုကိုဗက်စ်ကိုရုရှားကျူးကျော်သူတွေထံကလုံးဝလွတ်မြောက်အောင်စတင်ခဲ့ပါတယ် အရေးပါတယ်ဒီမျိုးပတ်ဝန်းကျင်မှာစတူရန်မိုင်6မိုင်ကျော်ကိုပြန်သိမ်းယူခဲ့တာကယူကရိန်းဟာအခုချိန်မှာဒီပြန်သိမ်းယူထားတဲ့နယ်မြေကိုအစပြိုးနေရဖြစ်ဆုံးပြီးပိုကြီးမတဲ့ထိုးစစ်တစ်ခုကိုစတင်ဖို့ခွင့်ရရလာပြီဆိုတာပါပူတင်ကပရက်စတိုရီကိုယူကရိန်းထံကပြန်သိမ်းယူနိုင်ခဲ့ပေမဲ့အပြန်အလှန်အနေနဲ့ဒွန်ဘတ်မှာအရေးပါသူမျိုးတစ်မျိုးကိုဆုံးရှုံးဖို့ရင်ဆိုင်နေရပါတယ်ပရိုကော့စကီကအရေးပါတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုက Donex Data ရဲ့အုပ်ချုပ်ရေးနယ်နိမိတ်ကနေ72.4မိုင်ကွာမှတည်ရှိတာပါဒီနယ်နိမိတ်ကိုရောက်ရှိခြင်းအဖြစ်ပူတင်ဟာ2014ခုနှစ်မှာယူကရိန်းပေါ်သူ့ရဲ့ရန်လိုမှုလှုပ်ရှားမှုကိုစတင်ခဲ့စဉ်ကတည်းကရှိခဲ့တဲ့ Donex ကိုသိမ်းပိုက်ဖို့ရည်မှန်းချက်ကိုနောက်ဆုံးမှအကောင့်ထည့်ဖော်နိုင်မှာပါအခုချိန်မှာသူထက်ဘက်တွေက Donex Oblast ရဲ့60ရာခိုင်နှုန်းခန့်ကိုထိန်းချုပ်ထားပြီးယူကရိန်းကအုပ်ချုပ်ရေးနယ်နိမိတ်ကနေသူ့ရဲ့ကာကွယ်ရေးကိုဆက်လက်ညှိနှိုင်းနိုင်နေတော့မှာပါကော့စကီက ရုရှားကိုဒီနယ်နိမိတ်စီရောက်နိုင်တဲ့အလားအလာရှိတဲ့လမ်းကြောင်းတစ်ခုကိုပေးဆွံပြီးဒါကဒိုနက်စ်ကိုထိန်းချုပ်နိုင်စေကယူကရိန်းနဲ့ကိုပိုနန်ဆိုင်စွာတွန်းပို့ဖို့အခွင့်အရေးပေးပါတယ်။အခုရုရှားတပ်ဖွဲ့တွေဟာဒီရေးပါတဲ့ဒေသမှာနယ်မြေတွေဆုံးရှုံးနေပြီးပူတင်ရဲ့ဒိုနက်စ်အတွက်ရီမန်းချက်တွေကိုပုံမှုဝေးပွားသွားစေပါတယ်။ဒါဆိုရုရှားတပ်ဖွဲ့တွေဟာဘက်မတ်မှာပူတင်လိုအပ်တဲ့အတိုင်းမလုပ်ဆောင်နိုင်တာသိတာပါပဲ။ 2025ခုနှစ်ထဲကိုပိုရောက်လာတယ်မှာရုရှားရဲ့ထိုးစစ်လှုပ်ရှားမှုတွေဘလောက်ဆိုးရွားစွာယိုယွင်းလာပါလဲ။တရင်းချင်းမြင့်များစွာကရုရှားဟာခုချိန်မှာတစ်လအတွင်းနယ်မြေသိမ်းယူမှုများစွာနှဲပါနေပြီး2024ခုနှစ်ရဲ့ဘယ်အချိန်မှမဆိုထက်နှဲနေတယ်လို့ဖော်ပြပါတယ်။ KF Independent ကဒီရင်းမြစ်တွေထဲကတစ်ခုဖြစ်ပြီး April လတရက်မှာ Deep State စောင့်ကြည့်ရေးအဖွဲ့ရဲ့စစ်မြေပြင် data ကိုမျှဝေခဲ့ပါတယ်။ဒီအဖွဲ့က2025ခုနှစ် match လမှာ ရုရှားဟာယူကရိန်းနဲ့အစ္စတိုရန်မိုင်52မိုင်ခန့်ကသာသိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒါကပရိုကိုဗက်စ်မှာယူကရိန်းပြန်သိမ်းယူခဲ့တဲ့စတူရန်မိုင်6မိုင်ခန့်နဲ့နှိုင်းယှဉ်ရင်များပုံပေါက်ပြီမယ်။ဒီနယ်မြေသိမ်းယူမှုနှုန်းထားဟာ2024ခုနှစ်ဇွန်လကတည်းကရုရှားရရှိခဲ့တဲ့အနိုင်ဆုံးဖြစ်ပါတယ်။တနည်းအားဖြင့်ရုရှားရဲ့အောင်မြင်မှုတွေဟာလှည့်မြန်းစွာကျဆင်းနေပါတယ်။ Deep State က2024ခုနှစ်နိုဝင်ဘာလမှာရုရှားရဲ့အောင်မြင်မှုတွေအထွတ်အထိပ်ရောက်ခဲ့တာကနေဒီကျဆင်းမှုကိုခြေရာခံကြည့်ရင်တွေ့ရမယ်လို့ဆိုပါတယ်။ အဲ့ဒီနှစ်လမှာပူတင်ရဲ့တပ်ဖွဲ့တွေဟာယူကရိန်းနယ်မြေစတူရန်ပိုင်280နီးပါးကိုသိမ်းယူနိုင်ခဲ့ပါတယ်။ယူကရိန်းဟာအဲ့ဒီနောက်ပိုင်းသူ့ရဲ့ကာကွယ်ရေးတပ်တွေကိုအားဖြည့်နိုင်ခဲ့ပြီးရုရှားရဲ့အောင်မြင်မှုတွေဟာဒီဇင်ဘာမှာစတူရန်ပိုင်154ဇန်နဝါရီမှာ123ဖေဖော်ဝါရီမှာ82နောက်ဆုံးမှာမတ်လမှာစတူရန်ပိုင်53တာရရှိခဲ့ပါတယ်။တခြားရင်းမြစ်တွေကလည်းအလားတူကိန်းကနဲတွေပေးထားပါတယ်။ဒီတိမ်ကာကွယ်ရေးဝန်ကြီးဌာနက ရုရှားဟာမက်စလာမှာယူကရိန်းရဲ့စတူရမ်းမိုင်း55သိမ်းယူခဲ့ပြီးဇန်နဝါရီလမှာ126စတူရမ်းမိုင်နဲ့နှိုင်းယှဉ်ရင်ကျဆင်းလာတယ်လို့ဆိုပါတယ်။ဝါရှင်တန်ခြေဆိုင်စစ်ပွဲလေ့လာရေးအင်စတီကျူကရုရှားအတွက်အနေငယ်ပုံမူတာယာတဲ့ပုံရိပ်ကို ဖော်ပြပြီးပူတင်ရဲ့တပ်ဖွဲ့တွေဟာဇန်နဝါရီမှာယူကရိန်းရဲ့စတူရမ်းမိုင်165သိမ်းယူခဲ့ပြီးမက်စလာမှာ88စတူရမ်းမိုင်အထိကျဆင်းသွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ ဘယ်ရင်းမြစ်ကအတိအကျဆုံးကိန်းဂဏန်းတွေရှိလဲဆိုတာသိအရေးကြီးပါဘူးအရေးကြီးတာကဒီမှာရှင်းလင်းတဲ့ပုံစံတစ်ခုပြသနေတာပါရုရှားဟာအခုလွန်ခဲ့တဲ့6လအတွင်းထက်နေမြေသိမ်းယူမှုများစွာနေပါနေပါတယ်ဒီနှိပ်ွေးမှုရဲ့အရေးပါပုံကိုယူကရိန်းနဲ့ရုရှားရဲ့ရန်လိုမှုကိုတံပြန်ဖို့သူ့ရဲ့ကြိုးပမ်းမှုတွေအတွက်ရှော့မတွက်ပါနဲ့ဒါကယူကရိန်းရဲ့ကာဝေးရေးနှီးပြူဟာတွေဟာရုရှားတပ်ဖွဲ့တွေကိုအင်အားချိနေစေဖို့ရည်မှန်းချက်ကိုအောင်မြင်နေတယ်ဆိုတာကိုပြသပါပါတယ် ဒါကပိုကော့စကီမှာမြင်ခဲ့ရသလိုတံပြန်တိုက်ခိုက်မှုတွေအတွက်အခွင့်အလမ်းတွေဖန်တီးပေးပါတယ်။ဒါဟာရုရှားအတွက်စိတ်တက်ထိခိုက်မှုအကြောင်းကိုလည်းဖြစ်စေပါတယ်။အကြောင်းရင်းကယူရှင်းပါတယ်။ပူတင်ရဲ့တပ်ဖွဲ့တွေဟာဆာစကီနဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီတို့ရဲ့မက်ရှလာကပြောကြားချက်အရကြီးမားတဲ့ຫນွေဦးထိုးစစ်တစ်ခုမှပါဝင်နေရမှာပါ။ဇလန်စကီကရုရှားဟာထိုးစစ်အစ်တစ်ခုအတွက်တပ်ဖွဲ့တွေကိုစုပြီးနေပြီးဆမ်မီနဲ့ခါကစ်အော့ဘလတ်တွေကိုအဓိကထားမယ်လို့တတိပေးခဲ့ပါတယ် ဆိုက်စကီကဧပြီလ9ရက်မှာဒီပြောကြားချက်တွေကိုထောက်ခံပြီးတမရပြောတာလုံးဝမှန်လေဒီထိုးစစ်ဟာတကယ်စတင်နေပြီလို့ဆိုပါတယ်သူကရုရှားရဲ့ထိုးစစ်လှုပ်ရှားမှုတွေဟာစစ်ပွဲရဲ့အဓိကဆုံးအလုံးမှာနှစ်ဆနီးပါးတိုးလာတယ်လို့ထပ်လောင်းပြောပါတယ်ပူတင်ကယူကရိန်းရဲ့အရှေ့မြောက်ပိုင်းကိုအဓိကထားပုံရတဲ့ရေဦးထိုးစစ်အစ်တစ်ခုကိုစတင်လိုက်တာကသူဟာဒိုနက်စ်မှာယခင်နှစ်ကရုရှားလှုပ်ဆောင်ခဲ့တဲ့လုပ်ငန်းတွေမှာယုံကြည်မှုရှိတယ်ဆိုတာကိုဖော်ပြပါတယ် ရုရှားဟာဘက်မန်နဲ့အခြားအထက်နယ်မြေတချို့မှာနယ်မြေတွေကိုသိမ်းယူနိုင်ခဲ့ပါတယ်။ရုရှားဟာဒီနယ်မြေထဲမှာကာဝေးရေးတွေတိစောက်ပြီးဒီနယ်မြေတွေကိုစုသီးထိန်းသိမ်းခဲ့ပါတယ်။ဒါကပူတင်ကိုယူကရိန်းရဲ့တခြားနေရာတွေကိုအာရုံစိုက်ဖို့ယုံကြည်မှုပေးခဲ့ပါတယ်။အထူးသဖြင့်ခါကစ်မှာယူကရိန်းတပ်ဖွဲ့တွေကိုတုံးထုတ်နိုင်ခဲ့တဲ့အောင်မြင်မှုအပြီးမှာပါ။ယူကရိန်းက Pigovets မှာ Stuyanmai 6မိုင်ကျော်ကိုသိမ်းယူလိုက်တာကပူတင်ရဲ့ຫນွေဦးထိုးစစ်အစီအစဉ်တွေကကြီးမားတဲ့အဟန်တာတစ်ခုကိုထည့်သွင်းလိုက်တာပါ။ အခုသူဟာလုံခဲ့တဲ့လပိုင်းကလုံကြုံထားပြီလို့ထင်ထားတဲ့ဒေတာတစ်ခုအတွက်တပ်ဖွဲ့တွေနဲ့အရင်းမြစ်တွေကိုပုံမိုထည့်သွင်းရတော့မှာပါဒီတောက်လျှောက်ဂျိုးဆက်ကဆန်မီနဲ့ခါဂစ်မှာအဆင်မပြေနေတဲ့ထိုးစစ်တွေဟာရုရှားကယူကရိန်းစစ်ပွဲရဲ့ရှေ့ရန်းတွေမှာအရင်းမြစ်တွေကိုပုံမိုဖျက်ကျက်ရတာကြောင့်ပိုအားနည်းလာတာပါပရိုကော့စကီတဲ့ကိုယူကရိန်းရဲ့ပိုလန်ဆိုင်နဲ့တိုးဝင်တဲ့ဘွန်နိုင်းကို တားဆီးဖို့ဆိုတာတကယ်ဆိုးရွားလာတဲ့နေရာပါဘာကြောင့်လဲဆိုတော့ယူကရိန်းက ဘက်မတ်မှာအခုလှုပ်ဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကရုရှားစစ်တပ်ဟာလိုအပ်တဲ့အရာအလုံးဒီပါပြက်လက်နေတာကြောင့်ပါဒီရချက်ကိုဧပြီလ18ရက်ကဘက်မတ်မှာရုရှားရဲ့အောင်မြင်ခဲ့တဲ့ထိုးစစ်ကိုစစ်ဆေးကြည့်တဲ့အခါအနှဲငယ်တီးခဲ့ရပါတယ်ပူတင်ကသူ့တပ်ဖွဲ့တွေကိုယူကရိန်းရဲ့တပ်နေရာတွေကိုမော်တော်ဆိုင်ကယ်နဲ့တိုက်ခိုက်ဖို့ဆီလွတ်နေပါတယ်ဒါက drone နဲ့အမြောက်တပ်ပစ်ခတ်မှုတွေရဲ့တပ်ဖွဲ့တွေဖြတ်တောက်ခံရမယ့်နိလန်တစ်ခုလိုပါပဲ။ဒါပေမဲ့ပူတင်ကယူကရိန်းသိစေချင်မှမဟုတ်တဲ့အရာက သူ့ရဲ့စက်ပစ္စည်းပြဿနာတွေဘလောက်ဆိုးရွားလဲဆိုတာပါ။ဘယ်နေရာကိုကြည့်ကြည့်ရုရှားဟာသူ့ရဲ့လွေဦးထိုးစစ်ကိုထိခိုက်စေမဲ့ပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရပြီးပရိုကိုစကီယင်းဒီမှာယူကရိန်းကစရီယမ်မိုင်6မိုင်ကျော်ကိုပြန်သိမ်းယူနိုင်ခဲ့တဲ့အခြေအနေကိုနောက်ထပ်ဖြစ်ရတွေကိုဖြစ်ပေါ်စေမှာပါ။၂025ခုနှစ်ဖေဖော်ဝါရီလမှာ United 24 Media ကရုရှားစစ်တပ်ဟာပူတင်ကျူးကျော်မှုစတင်ခဲ့စဉ်ကတည်းကသူ့ရဲ့စုစုပေါင်းစစ်တပ်အင်အားရဲ့ထောက်ဝံ့နေပါပြန်လည်မဖြစ်တင်းနိုင်တဲ့ဆုံးရှုံးမှုကိုခံစားခဲ့ရတယ်လို့ထော်ပြခဲ့ပါတယ်။ ဒါကစည်ရေးကျွမ်းကျင်သူယူရီဖက်ဒိုရော့ဖ်ရဲ့ပြောကြားချက်အရဖြစ်ပြီးသူကနိုင်ငံတကာမဟာဗျူဟာလေ့လာရေးအင်စတီကျူရဲ့ data ကိုညွှန်ပြခဲ့ပါတယ်။ယူကရိန်းကရုရှားစစ်သား38,000ကိုတပ်ဖြတ်ခဲ့ပြီး63,000ကိုဒဏ်ရာရစေခဲ့တယ်လို့ဆိုပါတယ်။ဒဏ်ရာရသူ63,000နဲ့က23,500တာစစ်မြေပြင်ကိုပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီးကျန်38,600ဟာဒဏ်ရာတွေတိတ်ဆိုးရလုံးလို့ယူကရိန်းကိုပြန်မသွားနိုင်ခဲ့ပါဘူး။ဒါကြောင့်ရုရှားရဲ့ပြန်လည်မဖြေတင်းနိုင်တဲ့ဆုံးရှုံးမှုဟာ စစ်သားနဲ့အရာရှိပေါင်း9သိန်း9000ခန့်ရှိပြီးဒါဟာရုရှားလက်နက်ကိုင်တပ်ဖွဲ့ရဲ့စစ်မဖြစ်ခင်စုစုပေါင်းအင်အားရဲ့ထောက်ဝှက်ဖြစ်ပါတယ်။ဒီထဲမှာရေတပ်နဲ့လေတပ်ဝန်ထမ်းတွေလည်းပါဝင်ပါတယ်။ Fedorov က United 24ကိုပြောရင်ပူတင်အတွက်ပုံစိုးတာကရုရှားရဲ့ Federal Budget Data အရတရက်ကိုစစ်သားအသစ်1000ခန့်စုဆောင်းနေတယ်လို့ဖော်ပြပါတယ်။ဒါကအများကြီးလို့ထင်ရပေမဲ့ဒီစုဆောင်းမှုကိန်းဂဏန်းတွေဟာယူကရိန်းမှာတရက်ကိုစစ်သား1500ခန့်ဆုံးရှုံးနေတဲ့အချိန်မှာဖြစ်ပေါ်ခဲ့တာပါ။ ရုရှားအတွက်အချိန်မီပြီတိတိတသာပိုကောင်းမလာပါဘူး။ဧပြီလ15ရက်မှာတရက်ထဲမှာစစ်သား1050နဲ့တူသူ့ရဲ့တင်ကား6စီးကိုဆုံးရှုံးခဲ့ပါတယ်။ဒါကရုရှားရင်ဆိုင်နေရတဲ့နောက်ထပ်ပြဿနာတစ်ခုကိုယူဆောင်လာပြီးယူကရိန်းရဲ့မကြသေးခင်က Prokovax မှာအောင်မြင်မှုတွေဖြစ်ပေါ်နိုင်ခဲ့ပါတယ်။ပူတင်ကတင်ကားတွေလည်းပြက်လက်လာနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။